ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျမကအသုံးများတဲ့အထူးအခရာတွေအကြောင်းကိုပြောပြပေးကြပါမယ်ပထမရင်မြန်မာစာမှာသင်မဲ့အခရာ၄လုံးအတော့ပါရှင်ဘာလေးတွေလဲဆိုတော့ e e ရွေးနှက်ဆိုပြီးတော့ဖြစ်ပါတယ်အဲ့တော့သူ့ကိုဘလို့ဆွဲမလဲဘလို့အတန်ထွက်မလဲဒါကိုကျမကပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်တော့သူက ကျမတို့ဝါဟာရတွေသင်ပြီးသွားတဲ့အခါမှာ ဝတ်ကြကလေးတွေဖြစ်လာစေဖို့အတွက်အသုံးပြုရတဲ့အထူးအခရာလေးတွေဖြစ်ပါတယ်။ခလေးလေးတွေကဒါလေးတွေကိုရေးတဲ့အခါမှာနည်းနည်းလေးသူတို့ခက်ခဲတတ်ကြတယ်။အဲ့ဒါလေးတွေအတွက်ကိုပြောပြပေးသွားပါမယ်ရှင်။အစ်မကလုံးလုံးစေစပြီးတော့ပြောပြပေးမှာကအတန်ထွက်လေးတွေပေါ့နော်။အခရာ E အတန်ထွက်တော့ E လို့ပဲအတန်ထွက်ပါတယ်။အခရာ E ပါ E လို့ပဲအတန်ထွက်ပါတယ်။စလုံးပေါင်းစရာတွေဘာတွေမလိုဘူးနော်။ E e တန်းထွက်လို့ရပါတယ်အဲ့လိုပဲရွေနှိုက်ရွေနှိုက်တန်းထွက်လို့ရပါတယ်အဲ့တော့အခေယ e နမဲပါ e အတန်ပါအခေယ e နမဲပါ e အတန်ပါအခေယရွေနမဲပါရွေအတန်ပါအခေယနှိုက်နမဲပါနှိုက်အတန်ဖြစ်ပါတယ် အဲ့တော့ကျမတို့ကဒီ e e ရွေးနှိုက်ကလေးကိုတိသွားပြီးဆိုလို့ရှိရင်ထပ်ပြီးတော့ကြည့်ရမှာကရေးနီးပါအဲ့တော့ရေးနီးကိုဘယ်လိုမျိုးရေးမလဲဆိုရင်စပြီးတော့အခေယာ e လေးကိုရေးပြသွားမှာဖြစ်ပါတယ်ရှင့်အဲ့တော့အခေယာ e လေးကိုကျမတို့ဘယ်လိုရေးမလဲဆိုလို့ရှိရင်အောက်ကနေစပြီးတော့ဆွဲပါမယ်ဒါမျိုးလေးတစ်ချက်နှစ်ချက်သုံးချက်လေးချက်ဖြစ်ပါတယ် ပြန်ဆွဲပြပါမယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်အခေယာဤတစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်ပါအခေယာရွေ့တစ်ချက် နှစ်ချက်သုံးချက်အခရာယူတစ်ချက်နှစ်ချက်သုံးချက်ပါ အခရာနှစ်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်အခရာနှိုက်ပါပြန်ပြီးတော့ရေးပြပေးပါမယ်ဒီကြောင်မြင်းထဲမှာရေးတဲ့အခါမှာတစ်ချက် နှစ်ချက်သုံးချက်လေးချက်အခရာဤ sorry တစ်ချက်နှစ်ချက်သုံးချက်အခရာဤတစ်ချက်နှစ်ချက်သုံးချက်အခရာရွေ့တစ်ချက်နှစ်ချက်အခေယာနှိုက်ဖြစ်ပါတယ်ဒါကကျွန်မအခုရေးပြခဲ့တာဒီ ee ရွေးနှိုက်ရဲ့ ရေဆွဲနီးလေးတွေဖြစ်ပါတယ်။ခလေးတွေကိုတင်တဲ့အခါမှာကျမတို့ကပထမဦးဆုံးပြောပြခဲ့တဲ့နာမည်တွေတင်မယ်၊အတန်တွေတင်မယ်ပြီးွားရင်ဒီရေဆွဲနီးလေးတွေနဲ့တင်ရမှာဖြစ်ပါတယ်။ဒါကတော့အတုံးများတဲ့အထူးအခရာတွေအတွက်တင်နီးလေးတွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။